ားလုံးပဲမင်္ဂလာပါသတိရချစ်သူ channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကိုးချိန်အတွက်ကဏ္ဍကောင်းလေးတစ်ခုကိုမိတ်ဆွေတို့အတွက်ကျွန်တော်တင်ဆက်ပေးလိုက်ပါတယ်နောက်တော့89ခုနှစ်မှာ869လို့ရှိရအဲ669ဆိုတဲ့ကဏ္ဍလေးက123123သူဇောင်းတက်ပြီးနောက်3နှစ်မြောက်မှာသူပြန်လိုက်ကြတယ်ဗောလေအဲ669ကနေတော့အောက် ဆင်းလိုက်မယ်တဲ့1 2 3 4 5 6 9 10ဆောင်9နှစ်မြောက်မှာ तू อ่ะခွန်ထိတ်နှစ်ထိတ်ခွန်ထိတ်ဆိုခွန်နှစ်ခွန်လို့ तू ထိတ်စီးသုံးလုံးတန်းတိုက်မှာ तू ဘေးမှာမှာကျွန်တော်တို့၄၃5ဆိုတဲ့ကဏန်းလေးอ่ะလာထွက်ပေးထားတယ်ပေါ့လေအဲ့၄၃5ဆိုတဲ့ကဏန်းလေးอ่ะနေကျွန်တော်တို့ဆောင်းတက်လိုက်မယ်တဲ့1 2 3 4လေးချိန်ရဲ့အပေါ်မှာမှာ 306ဆိုတော့ကဏန်းလေးကလာထွက်ထားပါတယ်တဲ့။သူမထွက်ခင်မှာလဲသူ့အပေါ်မှာငါတို့3ထိပ်နှစ်ခါခွန်ဘိတ်ခွန်နှစ်3ဆိုပြီးတောင်းထိုးပြီးမှ306ဆိုတော့ကဏန်းလေးရိုက်ထားတယ်ပေါ့လေ။အားတော့ပထမကတ်ပေါ့။နောက်ဒုတိယကတ်သွားကြည့်အောင်လေ။ဒုတိယကတ်ကတော့2023မှာတဲ့846လို့တည်ထားတယ်။အဲ846ဆိုတော့ကဏန်းလေးရလဲတဲ့။1 2 3 1 2 3သူဆောင် တောင်းသုံးပင်တက်ပြီးသုံးသုံးချိန်မြောက်မှာဒါ864ဆိုတည်ထားပါတယ်တဲ့ဒါကိုင်းတော့အဲ့864လေးအောက်ဆင်းလဲအောင်လေ1 2 3 4 5 6 9 8 9ဆောင်း9ချိန်ဆင်းလိုက်ရင်တဲ့9နှစ်မြောက်မှာသူပထမကတ်တိုင်းမှာခွန်ထိတ်နှစ်ထိတ်ခွန်ထိတ်ဆိုခွန်နှစ်ခွန်လို့နှုတ်ထိတ်စီးသုံးလုံးထောင်ပြီးမှသူ့ဘေးမှာမှာ435ဆိုတဲ့ကဏ္ဍလေးဒါဒဲလာရိုက်ထားတယ်ဗောလေ အဲ့လေးတုံညာငါးလင်းတော့ဇောင်းတက်လိုက်မယ်တဲ့1နေ3လေးလေးချိန်ရပေါ်ဆိုတော့ဒီပွဲပေါ့ဗျာဒီပွဲမှာဒါခွန်6သုံးပေါ့သူမကြခင်မှာလဲတဲ့သူ့အပေါ်မှာနှုတ်3ထိပ်နှစ်ခါခွန်ဘိတ်ခွန်နှစ်3ဆိုပြီးဇောင်းတန်းထားပါတယ်ဇောင်းတန်းပြီးမှဒါကျွန်တော်တို့ခွန်6သုံးဆိုတဲ့ကဏ္ဍလေးဒီပွဲကိုကျွန်တော်မှန်းထားတယ်ပေါ့လေဒါကတော့ပထမကတ်ပေါ့နောက်နောက်ထပ်မတူညီရက်ကတ်လေးတွားကြည့်အောင် နောက်ထပ်ပဲ2000 2000မှာတဲ့ကျွန်တော်တို့2000မှာသူ931လို့တည်ထားတယ်အဲ93ညတည်လိုက်ကျွန်တော်တို့ဇောင်းတက်လိုက်မယ်တဲ့1 2 3 4ဇောင်း4ပင်ရဲ့ပြီမှာမှာ940ဆိုပြီးသူကတည်ထားပြန်တယ်တဲ့အဲ940ကျွန်တော်ဇောင်းတက်လိုက်မယ်1 2 3 4ပင်ရဲ့အပေါ်ကျမှသူက963ဆိုပြီးတာတဲတဲရိုက်ထားတယ်ပေါ့လေသူများခင်မှာလဲတဲ့ကျွန်တော်တို့ သူကနေစောင်းတက်လိုက်မ1 2345569သူစောင်းသုံးပင်တက်ပြီးခုနှစ်ပင်မြောက်မှာသူကထိတ်စီးသုံးထိတ်1ထိတ်5ထိတ်315လို့ထိတ်စီးသုံးလုံးလဲတဲ့ပြီးမှ910လို့သူစောင်းထိုးထားပါတယ်တဲ့အဲ့လိုစောင်းထိုးပြီးမှသူက1 2 3 1 2 3 4 5မှာဒါ 963ဆိုတဲ့ကဏ္ဍလေးလိုက်ကြထားတယ်ပေါ့လေဒါကတော့ပထမကတ်ပေါ့ဒုတိယကတ်မှာ2018မှာလဲတဲ့အတိုင်းမှာ930လို့တည်ထားပါတယ်အဲ930ရဲ့ကျွန်တော်တို့ဇောင်းယူလိုက်မယ်1 2 3 4 4ချိန်ရဲ့ဘေးမှာလဲပထမကတ်အတိုင်းမှာသူ435ဆိုပြီးရိုက်ထားပါတယ်အဲ435လေးရနေကျွန်တော်တို့ဇောင်းတက်လိုက်မယ်1 2 3ချိန်ရဲ့ပေါ်ဆိုတော့ဒီပွဲပေါ့ဗျာ9ချိန်ပေါ့သူမကြခင်မှာလဲသူပထမကတ်အတိုင်းမှာ1 2 3 တိ1 2 3 4 5 6 9မှာသူ9ထိပ်တစ်ထိပ်3ထိပ်3 15လို့သူထိပ်စီ3လုံးလဲ9 10လို့ဇောင်းထိုးပြီးမှာဒါ1 2 3 1 2 3 4 5ဒီဘွဲမှာဒါခွန်63တဲလေးပေါ့ကျွန်တော်မှန်းထားပါတယ်ဒါကတော့ညုံမတူညီတဲ့နှစ်ကပ်ပေါ့နောက်ထပ်ကျွန်တော်တို့မတူညီတဲ့ cycle နဲ့တွားကြည့်အောင် နောက်ထပ်မတူညီတဲ့ကလေးကကျွန်တော်တို့ဘယ်မှာတော့ဆိုတော့တဲ့88မှာ88မှာ9လေး1လို့ရှိအဲ့9လေး1ဆိုတဲ့ကဏ္ဍလေးက1 2 3 4 5သူ့အောင်9ပြင်မြောင်မှာတာပြန်လိုက်ကြထားတယ်ပေါ့လေကြပြပြန်ကြတဲ့9လေး1တဲ့တဲ့ရည်လိုက်မယ်တဲ့1 2 3 4 5 6 9 9နှစ်မြောင်မှာ9 1 3ဆိုတဲ့9 1 3ဆိုတဲ့ကဏ္ဍလေးကလည်းအဲ့နှစ်ထဲမှာကျွန်တော်တို့ပြန်ကြပါတဲ့ သူမကြခင်မှာသူ့ရဲ့ဆောင်တပင်ကျော်မှာသူ့ရဲ့ဆောင်သူကနေ3နှစ်3ပေါ့နော်အဲ့မှာ4 9 9လို့သူကဆောင်ထိုးပြီးမှဒီ9 3တလေပြန်ကြရတယ်ပေါ့လေအဲ့လိုပြန်ကြပြီသူဆောင်ကနေကြီးလိုက်မယ်တဲ့3နှစ်3 3နှစ်မြောက်မှာ9 3 9လို့ထွက်ထားတယ်9 3 9ကရဲ့ပေါ်မှာ9 6 9 9 6ရဲ့ပေါ်မှာ2 9 2လို့ထွက်တယ်အဲ့ထွက်ထားတဲ့ကဏန်း3ခုပေါင်းလိုက်မယ်တဲ့ကျွန်တော်တို့2 9 9ပေါင်းလိုက်တာက6လို့ရတယ် 963ပေါင်းလိုက်တာ6လို့ရ295ပေါင်းလိုက်တာလည်း6 63လုံးဖြစ်နေ6ထွန်ဖြစ်နေရပေါ့လေအဲ့လို6ထွန်ဖြစ်ချင်း93ခွန်ကနေနေတော့ဇောင်းတက်လိုက်မယ်တဲ့1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20ဆောင်း၈နှစ်မြောက်မှာသူ၄၃ညာ၄လို့ဒါဆောင်းထိုးထားပါပြီတဲ့၄၃ညာ၄လို့ဆောင်းထိုးတယ်ပထမဆုံး၄နဲ့တဲတဲ့တပင်ကြော်မှမှတနှစ်ကြော်မှမှကျွန်တော်တို့၅ထိတ်၅ထိတ်၃ထိတ်ဆိုပြီး 953လို့ထိပ်စီးသုံးလုံးထောင်ထားတယ်တဲ့အဲ့ထောင်ထားတဲ့ပထမဆုံး9ထည့်ရဲ့ဇောင်းအပေါ်မှာမမဒါ963ဆိုပြီးရိုက်ထားတယ်ပေါ့လေဒါပထမကတ်ပေါ့ဟုတ်ဒုတိယကတ်ကလည်း2006ထဲမှာပဲတဲ့344လို့တည်ထားတယ်အဲ့344ဆိုကနန်းလေးကလည်း1 245ပထမကတ်တိုင်းမှာ9ချိန်မြောက်မှာပြန်ကြတယ်တဲ့အဲ့ပြန်ကြတဲ့343ကနေတော့ရည်လိုက်မယ်1 2 3 4 5 6 9 ခုနှစ်နှစ်မြောက်မှာတော့3ည5 3ညဆိုတော့ကဏန်းလေးကလည်းပထမကတ်တိုင်းပဲ9 1 3ကြတယ်သူကလည်းပြန်ကြထားပါတယ်တဲ့သူမကြခင်မှာလည်းသူဆောင်1 2 3သူက4 0 0လို့ဇောင်းထိုးပြီးမှဒါလာကြတယ်ဗောလေသူကြပြရနဲ့သူဆောင်ကျွန်တော်ရည်လိုက်မယ်တဲ့1 2 3မှာဒါ1 1 1လို့ထွက်ထားတယ်1 1 1ပုံမှာ630 630ပုံမှာ815တဲ့ အဲ့ထွက်ပြီးသားကနန်းသုံးကိုပေါင်းကြည့်လိုက်မယ်တဲ့9 3 1ပေါင်းလိုက်တော့6 2 3 1ပေါင်းလိုက်တော့6 6 6နှစ်ပေါင်းလိုက်တော့6 6 3လုံးဖြစ်နေတယ်တဲ့6ထွိုင်ဖြစ်နေပထမကတ်မှာလည်းတော့6ထွိုင်ပေါ့ဗျာ2ခွန်ခွန်ပေါင်းလိုက်တာက6ခွန်6 3ပေါင်းလိုက်တာက6 2 9 5ပေါင်းလိုက်တာ6 6 3လုံးဖြစ်နေဒီမှာလည်းကျွန်တော်တို့6 5ရဲ့6 30 2 1 1ရဲ့ပေါင်းလိုက်တာက6 3လုံးဖြစ်နေညီနေပြီပေါ့လေ သူကနေတော့ဇောင်းတက်လိုက်မယ်တဲ့1 2 3 4 5 6 9 10ဇောင်း10နှစ်မြောက်မှာလဲသူကပထမကတ်တိုင်းမှာ4 3 4လို့ဒါဇောင်းထိုးထားပြီတဲ့ပထမဆုံး4ရဲ့တဲတဲ့တပင်တနစ်ကြော်ကြမှာသူက9ထိတ်9ထိတ်3ထိတ်ဆိုပြီးပထမကတ်တိုင်းမှာ9 9 3လို့ထိတ်စီး3လုံးထောင်ထားပြန်ပါတယ်တဲ့ထောင်ထားတဲ့ပထမဆုံး9ထိတ်ရဲ့ဇောင်းအပေါ်ဆိုတော့ဒီပွဲပေါ့ဗျာဒီမှာလဲကျွန်တော်တို့ လေးတုံညာလေးဆောင်းထူပထမဆုံးလေးရဲ့တဲ့တဲ့တပင်ကြော်မှမှကျွန်တော်တို့953လို့ထောင်းဒူဆောင်းအပေါ်963လို့ရိုက်ဒီမှာလဲလေးတုံညာလေးလို့ဆောင်းထူ953လို့ထောင်းပထမဆုံး9ထက်ရဲ့ပေါ်ဆိုဒီပွဲပေါ်ပြတာ963လေးနံပါတ်9ကျင်းမြောက်မှာ963လေးလာနိုင်မလားဗောတခါနောက်ထပ်တော့မတူညီတဲ့ကတ်တကတ်နဲ့တွားကြည့်အောင်နဲ့အားတော့မိတ်ဆွေတို့ပြပြီးတော့ဗျာနှစ်ဦးမှ9တစ်ခွန်းလို့ရှိတယ် တော့ရေမပြတော့တူတူပဲမလို့နော်ပြပြီးသားဆယ်ချိန်မြောက်မှာ3.16လို့ကြားတယ်အဲ့3.16ဆိုတော့ကနန်းလေးကတပင်ကျော်မှာ ပြန်ကြပြန်ကြပြီးနဲ့တူဆောင်ဘေးကနေ1 2 3 4မှာ3.5လေးလို့တာရိုက်ထားတယ်တဲ့ဘာလုံးတဲကြတဲ့9.9နဲ့1 2 3ချိန်ဆင်းလိုက်မယ်တဲ့1 2 3 4 5 6 9လေး1ဆိုတော့ကနန်းလေးကအဲ့နေထဲမှာပြန်ရိုက်ထားတယ်တဲ့ပြန်ကြထားတယ် သူပြန်ကြထားတဲ့ဇောင်းရင်ဇောင်းမှာမှ160ဆိုပြီးတာညတို့ရိုက်ထားတယ်ပေါ့လေအဲ160ဆိုတဲ့ကဏ္ဍလေးကဘယ်အလာတုံးဆိုတော့တဲ့သူ့အပေါ်တပင်ကြော်မှာ216လို့ထွက်ထားတယ်932လို့ထွက်ထားတယ်613လို့ထွက်ထားတယ်အဲ့ကဏ္ဍ3ခုကိုကျွန်တော်ပေါင်းကြည့်လိုက်မယ်တဲ့နော်တို့613ရယ်613ရယ်932ရယ်216ရယ်ကိုပေါင်းလိုက်မယ်တဲ့နော် 633ရဲ့9326ပေါ336ပေါင်းလိုက်တာက1 133ပေါင်းလိုက်တာက6 692ပေါင်းလိုက်တာခွန်ခွန်61လို့ရအဲ့ခွန်61လို့ပေါင်းရင်းရလက်ကဏ္ဍလေးကသူ့တပင်ကြော်မှာတာနောက်ကနေပြန်လိုက်16ခွန်ဆိုပြီးကြရတယ်လို့ကျွန်တော်ယူဆလိုက်တာပေါ့လေဟုတ်ပြီအဲ့တော့16ခွန်လေးကိုဘယ်ရထပ်ပို့မလို့ကျွန်တော်ပို့ဆိုင်လေးကြည့်ကြရအောင်နဲ့မူရင်းတည်ခဲ့တဲ့9တစ်ခွန်ကနေတော့နောက်9နှစ်ဆုပ်လိုက်မယ်1 2 3 4 5 ငါးနှစ်မြောက်မှာတစ်ချောက်ခွန်ဆိုတဲ့ကဏ္ဍလေးတဲရှိတယ်။ဘာလို့ဒီတစ်ချောက်ခွန်ကိုကျွန်တော်တို့ယူလုံးဆိုရင်တစ်ချောက်ခွန်ရဲ့ဆောင်1 2 3 3ချင်းရဲ့ဘေးမှာ8 3ခွန်လို့ရှိတယ်။အဲ့8 3ခွန်ရဲ့ဆောင်9 5 6ဆိုတဲ့ကဏ္ဍလေးကအဲ့နှစ်ထဲမှာကျွန်တော်တို့တဲပြန်ကြရဲ9 5 6လို့သူကြမယ်ဆိုလဲ8 3 5လို့ဆောင်ထိုးတယ်။သူ့အပေါ်မှာကျွန်တော်တို့သူ့အပေါ်မှာ1 2 3 4 5 3 9 6လို့ဒါခံပြီးမှ သူပြန်လိုက်ကြတယ်ဗောလေအဲ့လိုကြပြီးရနဲ့6 5 6ကရင်တော့1 2 3 1 2 3မှာ6 6 9ဆိုတဲ့ကဏ္ဍလေးတစ်ခွက်ရှိတယ်အဲ့ကဏ္ဍလေးကလည်းသူ့ရဲ့ရှင်းနှစ်က1 2 3 4ပင်မြောက်ကနေတက်ရိုက်ထားတဲ့ကဏ္ဍလေးပါအဲ့လို6 3 9 6 6ဒဲပြန်ကြ698 669 4လေးလို့တည်ထားတဲ့ကျွန်တော်တို့956ရဲ့အပေါ်ကနေမှာ တိနေ၃ချိန်မြောက်မှာ၃နှစ်မြောက်မှာရှိတဲ့တိ6ခွန်ဆိုတဲ့ကဏ္ဍလေးဒီ9တခွန်9 1 9 1လို့ပြန်ကြရဲဇောင်းမှာဒါဒဲလာပို့ရယ်ပေါ့လေဒီတိ6ခွန်လေးကဒီမှာဒဲလာပို့ရယ်ပေါ့အပေါ်ပေါင်းချင်း613 932 226ပေါင်းချင်းရလဲငါတို့ခွန်61လို့နောက်ကပြန်တိ6ခွန်လို့ရထားတယ်ပေါ့လေဒါပထမကတ်ပေါ့နောက်ဒုတိယကတ်လေးတွားကြည့်အောင်ဒုတိယကတ်မှာလည်းအတိုင်းပဲတဲ့နော်နှစ်ဦးမှာတင်9ခွန်လို့တဲတယ် ဆယ်ချိန်မြောက်မှာ630လို့ကြတယ်အဲ630ဒီတပင်ကျော်ပြန်ကြသူကြပြန်သူစောင်းပေးကျွန်တော်တို့1 2 3 4 5 5နှစ်မြောက်မှာ4395လို့ဒါဒဲရိုက်တယ်ဒဲရိုက်ပြီးအတင်းကားခွန်အနေနဲ့တော့တော့1 2 3 1 2 3 4 5 6မှာ395လို့ဒါထွက်ထားတယ်အဲ395ဆိုတဲ့ကဏ္ဍလေးကအဲ့နေထဲမှာပြန်ကြတယ်သူပြန်ကြတာ395ရဲ့ဈေးဆိုတော့ဒီပွဲပေါ့ဗျာဒီပွဲမှာပထမကတ်တိုင်းကသူက160လို့ရိုက်ထားတယ် အဲ့ဒီ64လေးရကျွန်တော်တို့သူ့ရဲ့တပင်ကျော်ကပေါင်းခြင်းရလက်63 93226ကိုပေါင်းထားတယ်ပေါ့ဗျာအဲ့ဒါဆိုရင်တော့လည်းပေါင်းကြည့်အောင်တဲ့ဒီမှာသူ့ရဲ့တပင်ကျော်ကပေါင်းခြင်းရလက်ဆို29 68963ကျွန်တော်တို့ပေါင်းကြည့်လိုက်မယ်963689220ကိုပေါင်းလိုက်မယ်တဲ့တို့ပေါင်းလိုက်ရင်3ခွန်ကိုပေါင်းလိုက်တာခွန်လို့ရတယ်682က6လို့ရတယ်962က3လို့ရ36ခွန်ပထမကတ်တိုင်းဆိုရင်သူ နောက်ကပြန်လှန်ရင်963ဆိုတဲ့ကဏ္ဍလေးတဲ့ပေါ့ဗျာဒါ963လေးပေါ့အဲ့ဒါအောင်မှကျွန်တော်တို့အဲ963ပထမကတ်တိုင်း16ခုပို့တယ်လို့သူ့လည်းပို့ထားလာဆိုကြည့်ရအောင်နဲ့တင်9ခုကျွန်တော်တို့နောက်9နဲ့ရည်ကြည့်လိုက်မယ်1 2 3 4 5 9ှစ်မြောက်ထဲမှာတဲ့603ဆိုတဲ့ကဏ္ဍလေးလည်းဒါရှိနေပါတယ်တဲ့သူလည်းပထမကတ်တိုင်းပဲတဲ့သူဆောင်1 2 3 3ကျင်ရဲ့ဘေးမှာ380လို့ရှိတယ် ဲ့38ရက်ကျောင်းက956ဆိုတဲ့ကဏ္ဍကလည်းတို့တို့956ဆိုပြီးတဲပြန်လိုက်ထွက်ပါတယ်တဲ့သူထွက်မယ်ဆိုတော့လေသူက6ခါ3ညာခါ5ခါဆိုပြီးသူက6 3 5လို့ခါသုံးလုံးထိုးပြီးမှတဲပြန်ကြရတယ်။သူမကြရင်သူ့အပေါ်မှာလဲ1 2 3 4 5မှာ960လို့ပထမကတ်တိုင်းခံပြီးမှကြရတယ်။အဲ့လိုကြရွေးခွန်96ရဲ့ဆောင်း1 2 3 1 2 3မှာ တုံညာ6လေးဆိုတဲ့ကနန်းလေးကလည်းပထမကတ်အတိုင်းပဲနော်တို့သူ့ရဲ့ရှေ့နှစ်၄ကျင်ရလာခဲ့တာပါတဲ့1 2 3 4လေးကျင်ရလေးတုံညာကိုလေးကနောက်နေ့မှာပြန်တက်ရိုက်တယ်ဗောလေအဲ့လို3800956956လို့တဲပြန်ကြထားတဲ့956ရဲ့ပေါ်ကနေမှာ123603ဆိုတဲ့ကဏန်းလေးတည်တဲ့ဒါညတို့3900395593ပြန်ကြရဲ့စောင်းမှာဒါပရမကတ်တိုင်းလာပို့မယ်ဆိုရင်963တဲ့ဗောဗျအပေါ်ပေါင်းရင်းရလက်လေးရလဲ3800 963689220ပေါင်းလိုက်တာလဲတော်တို့369လို့ရထားတယ်နောက်ကပြောင်းမြန်လန်လိုက်ရင်963မို့ဒီမှာ169ကတော့169လို့တဲဖို့လို့အပေါ်ပေါင်းခြင်းရလဲ613932226ကတော်တို့963လို့ရတယ်နောက်ကပြန်လန်လိုက်ရင်169မှာတော့693 693ကိုတဲပို့မယ်ဆိုရင်693ပဲဗျအပေါ်ပေါင်းခြင်းရလက်လေးရတော့ကျွန်တော်တို့ 36ခွန်လို့ရတယ်နောက်ကလန်လိုက်ခွန်63အဲ့တော့ကျွန်တော်တို့ဒီ9ချိန်မှာကျွန်တော်ကတော့ခွန်63တဲနဲ့6ခွန်3အရန်လေးပေါ့မိတ်ဆွေတို့ကြိုက်တယ်ဆိုရင်ထိုးနှောင်တင်ပေးလိုက်ပါရယ်အားလုံးကံပေးချဲသူကြီးပေါ့ကြပါသေးဗျာ